ိုတိပြမဖြစ်ချင်ကြောင်းရှင်းပွင့်လာခဲ့တဲ့ဆယ်လီမုံညိုကျမတို့ရဲ့ This Celebrity News Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရပါတယ်။မုံညိုကတော့ဆယ်ဒီဖြစ်ကနေနုပညာလောကပဲစီကိုကူးပြောင်းလာခဲ့သူဖြစ်ပါတယ်။ရည်စရာဟာသားလေးတွေနဲ့တူပရိသတ်တွေပျော်ရွှင်လာအောင်လို့သူ့အနေနဲ့ပြုလုပ်ပေးခဲ့တာပါ။ဒါကြောင့်လည်းရုပ်ရှင်ဇာတ်ကားတွေထိနေရာတနေရာတစ်ခုကိုရရှိလာခဲ့ပါတယ်။ဆယ်လီများဆိုတော့ခဏတာပေါ်လာပြီးနောက်သိရှိသူတွေများသွားတတ်ကြပါတယ်။ ဒါပေမဲ့လည်းရေရှည်မတည်တဲ့နဲ့တွေပေါ်ပင်ဖြစ်နေတာပြီးဆုံးသွားခဲ့ကြပါရီမုံညိုကတော့သူ့အနေနဲ့ပေါ်တိပြောင်းဖြစ်ခြင်းကြောင့်ဆိုလာခဲ့တော့ပါအွန်လိုင်းကနေတစင်စူးစမ်းလာခဲ့ရတဲ့အတွက်လည်းသူ့ကိုယ်သူနားလေကြောင်းဆိုလာခဲ့ပါရီဒါကြောင့်လည်းအိန္ဒိယရနေထိုင်ခဲ့တယ်လို့အားလုံးလက်ခံလာအောင်လည်းတက်နိုင်ဆုံးစူးစမ်းခဲ့တာပါဆယ်လီများဆိုတာဖက်ရှောက်ခန်းတွေတက်တာခေါ်ရိုက်ခင်ရတာကလည်းဖြစ်ပါရီဒါကြောင့်လည်းသူ့အနေနဲ့စူးစမ်းမှုတွေကိုချပြောက်ခွင့်မရခဲ့တာပါလက်ရှိအချိန်မှာတော့အိမ်မြောင်ဆိုတဲ့ရုပ်ရှင်စကားကြီးထဲမှာမုံညိုအနေနဲ့ပါဝင်ခွင့်ရရှိခဲ့ပါသေးတယ် မုံညိုကတော့ပိတ်ကားပေါ်ကသူ့ရဲ့ကြိုးစားမှုတွေကိုမိဘတွေမြင်တွေ့လာအောင်ထိချပြကြနေပါဒါကြောင့်လေသူ့ရဲ့မိဘတွေကိုပီမီယံရှိုးဝဲအတွက်ဖိတ်ခေါ်ခဲ့ရပါတယ်မိဘတွေကတော့ရိုးသားတွေတောသူတောင်သားတွေဖြစ်တာကြောင့်ရုပ်ရှင်ရုံတွေနဲ့အသားမစားခဲ့ရလဲဖြစ်ပါတယ်ဒါပေမဲ့လေသားဖြစ်သူရဲ့အောင်မြင်မှုကြောင့်ပီတိတွေဖြစ်ခဲ့ရတာပါမုံညိုအနေနဲ့တစ်ဖက်မှာတော့ငပိရေအတွဲတိုင်ပတ်နေခဲ့ပါရီရန်ကုန်ရောက်ပေါက်နေတဲ့မိဘတွေကိုသူ့အနေနဲ့စားတော့ကောင်းလီနဲ့တူကျင်းမေ့ကျင်ခဲ့တာပါဒါပေမဲ့လေမိဘတွေနဲ့ငပိရေနဲ့သာထမင်းမိနာကြောင့်လိုက်ရှာပြီးဝယ်နေရကြောင်းရှုံးပေါက်သွားခဲ့ပါရီဟုတ်ကဲ့ပါ ောင်းဆုံးနေရှိသွားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။